ျွန်တော်ဒီပွဲအတွက်ဘာ organizer မှမထုတ်ဘူးเนาะပြီးတော့ challenge သိမကြည့်နိုင်လို့ဒီတစ်ခွက်ကတော့ဒီတစ်ခွက်ကတော့ကျွန်တော်တမင်တကာနည်းနည်းကြိုက်လို့ဆိုပြီးခဏစောင့်နေတယ်ခဏလေးမပြဘဲနဲ့ထားရတာအဲခဏလာတောင်းကြတဲ့လူတွေမိတ်ဆွေတွေအားရနာတယ်ဒီပွဲကျွန်တော် organizer မထုတ်เนาะအဲဒါလေးကတော့ဒါလေးကတော့ကြိုက်ကြိုက်မကြိုက်ကြိုက်ပေါ့เนาะနည်းနည်းတော့ထိုးကြကျွန်တော်လည်းတိတ်ပြီးတော့နင်လန်းကလာမကြည့်နိုင်အလုပ်မအားလို့ဒါကျွန်တော်ကစားနေကြ သုံးစုံလေးစုံငါးစုံပေါ့နော်သုံးစုံလေးစုံငါးစုံနှစ်ထဲကဒီနှစ်ဦးကငါးနောက်ပိတ်ညီရလာတော့မသိဖုန်းကလည်းရှက်လို့မရဘူးနော်အဲ့ဒီနှစ်ဦးငါးနောက်ပိတ်ကအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ငါးထိတ်လို့ဒါစကြနော်သူကဒီငါးထိတ်စီးရဲဆောင်းမှကြအဲ့ဒီငါးထိတ်ကတဲ့ငါးထိတ်စီးရဲဆောင်ငါးထိတ်စီးရဲဆောင်မှကြတယ်ကြပြီးတော့သူက ခတုခါလို့ရိုက်တယ်နော်ခတုခါလို့ထည့်တယ်ပေါ့လေနော်အဲ့တော့ခတုခါလို့ထည့်ပြီးသွားရင်ဟဲ့ဒီ၃ညနောက်ပိတ်ကပရိတ်၃ညလို့သူထွက်တယ်နော်ဒီ၃ညနောက်ပိတ်ကြောင့်ပရိတ်၃ညလို့သူထွက်တယ်ခဏတကွက်ထဲထွက်တယ်ပဲနော်အဲ့ဒီမှာလည်းဖြစ်တာပဲအဲ့ဒီလိုကျွန်တော်၄ဆုံးခုနှစ်ထဲက2ဦးက2နောက်ပိတ်တည်အဲ့ဒီနှစ်ထဲမှာနှစ်ထိတ်လို့သူပြန်ကြတယ်နော်ကျွန်တော်တို့ခတုခါနဲ့ကြတယ်အဲ့ဒီနှစ်ထိတ်ကဘယ်နေရာကြလဲဆိုတော့နှစ်ထိတ်စည်းရဲဆောင်းမှသူကြတယ် เนาะနှစ်တိုက်တည်းဆောင်းမှာကြပြီခါတူခါနဲ့ကြတော့ဟဲ့ဒီတင်းနောက်ဘိတ်ကအဲ့ဒီမှာပရိသတ်1လို့သူထွက်တယ်เนาะပရိသတ်1လို့သူထွက်တယ်ဒါဆိုရင်ကျွန်တော်တို့အခုဒီနှစ်ဦးက၃ပြီးပြီ၄ပြီးပြီအခုဒီ၅ဆုံးခုနှစ်တည်းကနှစ်ဦးက၉နောက်ဘိတ်ကိုထိတ်စီရကြမလာလေဘူးเนาะကြမလာသေးတော့အဲ့ဒီကောင်ကဒီပွဲမှာသူကကြလို့ရတယ်ဒီပွဲကြလို့ရပြီဆိုတာသူကတုံညာဘိတ်တစ်ဘိတ်နှစ်ဘိတ်ဆိုပြီးဒီမှာနှစ်ဘိတ်ကိုเนาะ ကိုထက်ကြမှာမလို့ဒီမှာကိုထက်ရဲ့ဇောင်းမှာသူ့ကိုထွက်မှာအဲ့ဒီနှစ်ကဇောင်းမှာနှစ်ပရိတ်ကိုခါတူခါနဲ့သူထွက်နော်အဲ့မှာကိုထက်စီပေါ်လာတာရေခါတူခါရေဒီနှစ်ကြောက်ပရိတ်နှစ်ရေဆိုရင်ကျွန်တော်တို့ကကိုလေးကိုဆိုတဲ့ခဏတကွက်ဒဲပဲထိုးလို့ရတယ်နော်ဒါလေးကတော့ကျွန်တော်ဥထားတာမပြသေးပဲနဲ့အနာနီမပြမယ်ဆိုပြီးတော့စိုက်ကလွယ်လွယ်လေးပဲနော်လွယ်ပေမဲ့လည်းအကျင်ကြီးကသူကကြတော့ အပေါ်မှာက3ချိန်3ချိန်နေပေါ့ပြီဒီကောင်ကြတော့3ချိန်မဟုတ်တော့ပဲ ਨੇ ဒီဒီငါးဒီငါးလို့ပြန်ပေါ်တော့ငါးတုံညာအခွဆောင်မှာတုံညာပြိတ်နဲ့ပေါ်တာเนาะအဲ့ဒီနှစ်ကနှစ်လို့ပြန်ပေါ်တော့နှစ်ထိပ်စီကိုနှစ်တက်အတွဲဆောင်မှာပြိတ်တက်နဲ့ပေါ်တာတက်နောက်ပဲကြောင်းကျွန်တော်အဲ့လိုတွေးထုတ်တာပေါ့เนาะအဲ့အခုကျွန်တော်တို့ဒီကိုကသူ့ဘက်နေ့ဒီဒီကိုဘေးမှာတော့သူကပေါ်လို့မရတော့ဘူးပေါ့เนาะကျွန်တော်တို့အဲ့ဒီကိုနောက်ဘေးဒီ အဲ့ဒီနှစ်ထဲကကိုးထိပ်စီနှစ်နောက်ပဲရဲဆောင်ဆိုတော့ကိုးထိပ်စီနှစ်နောက်ပဲကဒီမှာမဲ့ရှိတာဒါကြောင့်မလို့တို့ဒီကိုးကတစ်နှစ်လုံးမြန်ပြောင်းနေသလားအဲ့လိုလဲကျွန်တော်တွေးတာပဲနော်အဲ့တော့ဒီဒီကိုးနှစ်အတွဲရဲဆောင်မှာဒီနှစ်ကနှစ်ပရိဒီကိုးကထိပ်ခါတူခါနော်အဲ့တော့ထိုးစရာကဏ္ဍကကိုးလေးကိုးဆိုတဲ့ကဏ္ဍတစ်ခွက်တည်းကျန်တာဒီကိုးလေးကိုးကမွေးကဏ္ဍနေအများကြီးရှိတယ်နော်ကိုလေးကိုထွက်ကမဲ့ site တွေရှိတယ်နေဥမာကျွန်တော်ဥနိုင်ပို့ထားတာပဲ၅ site လောက်ရှိတယ်ကျွန်တော်စာရွက်တွေပြန်ချမတွေ့တော့ မဲ့ဒါလေးကဒီပွဲအတွက်เนาะဒါကျွန်တော်မိတ်ဆွေတွေကြိုက်ရလို့နောက်တစ်ခုအဲ့ဒီနေရာမှာကျွန်တော်တို့646ဆိုတဲ့ခန်းနဲ့တော့ကနော်တတိထားပါဒီဘွဲကို6အပိတ်ကိုလည်းကျွန်တော်စိတ်မချဘူးနော်ကိုလေး6ဆိုတဲ့ခဏလေးတခွက်လည်းတတိထားနော်အဲကျွန်တော်အလုပ်တွေမအားဘူးဗျာနော်မက်ဆေ့ချ်အနေနဲ့ခဏတောင်းတဲ့လူကလည်းအယောက်20လောက်ရှိတယ်တရက်တရက်ကိုဒါဟိုရက်ကကျွန်တော်ပြသွားတဲ့နော်364အထောင်3လုံး6ဘေးကခဏကခါတောင်3လုံး4နဲ့လာပေါက်တယ်နော် ဟုတ်တော့အဲ့ဒီကောင်ကဒီ prediction နဲ့တန်းတန်းမှသူကလာပေါက်တာเนาะဒီကနေ့ကအပေါ်တက်တန်းတန်းကျွန်တော်တို့ဒီနှလုံးလေးပေါ့เนาะဒီနှလုံးလေးလေးပါပါနောက်တော့သုံးလုံးကကိုအဲ့ဒီကိုကိုခါတော်သုံးလုံးကကိုပါပါလေးလို့ဖြစ်ပြီးတော့မှ၄၆သုံးကတက်ပေါက်တာเนาะပေါက်ပြီးတော့ねအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့၅၁၅ဆိုတဲ့ခဏအော်တိုလိုက်ပေါက်တော့သူက၅ပြိဋ္ဌောင်းမှသူပေါက်တယ်เนาะတက်ခါဒုတိယဒီကတ်မှာကျွန်တော်အဲ့ဒီနေ့ပြောခဲ့တယ်ဒီမှာနောက်တော့သုံးလုံးကိုเนาะဒီနှလုံးကလေး ဒီနှလုံးလေးအထောင်သုံးလုံးကိုသူ့ဘေးရကဏ္ဍန်းဒီရှင်းနေမြောက်မှာအကျင်ကြိုက်လှမ်းပေါက်တော့ခါတော်သုံးလုံးက၅၄၅ဆိုပြီး၉လို့ဖြစ်ပြီးပေါက်တယ်နော်အဲ့လို၉လို့ဖြစ်ပြီးတော့ဒီကဏ္ဍန်းလှမ်းပေါက်လိုက်တဲ့ဟာကတမျိုးပေါ့နော်နောက်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ဒီ၅ပရိရဲ့ဆောင်းမှာ၅၅၁ဆိုတဲ့ကဏ္ဍန်းတော့အော်တိုလိုက်ထွက်တယ်အဲ့အခုဒီမှာကျွန်တော်တို့ဒီ၅၅၁ကိုဒီနှလုံးက၄အထောင်သုံးလုံးက၉နော်၉ပါပါခါတော်သုံးလုံး၄ဖြစ်အောင်၅ခါနဲ့၅၁၅ကဒီနေရာမှာလာထွက် အဲ့အဲ့အနေထဲမှာငါငါတက်ကအော်တိုလိုက်ပေါက်တော့ငါပရိရဲ့ဇောင်းမှာထွက်ဆိုဒီပွဲမှာထွက်လို့ရတယ်နော်အောက်မှာငါပရိမရှိတော့ဘူးနော်အဲ့ဒါကြောင့်မလို့ဒါလေးကျွန်တော်ထည့်ပြောတာကြိုက်ရင်လည်းထိုးပေါ့ဗျာနော်မကြိုက်တော့လည်းမထိုးနဲ့ဘူးကဲဟုတ်ပြီအဲ့အကြိုက်ကငါငါတက်တကွက်နဲ့ကိုလေးကိုတကွက်